ဒီကောင်မလေးချောချောလေးကမွေးတဲ့အချိန်ကနေစပြီးတော့ဂရင်ပေါ်မှာ16နှစ်လောက်ဒေါကိတာဖြစ်ခဲ့ရတာပါစကားတော့မှကောင်းကောင်းမပြောနိုင်သလိုကိုကိုကိုမနိုင်တဲ့ဘဝလေးကိုပိုင်ဆိုင်လို့ထားပါတယ်သူ့ရဲ့အမေကသမီးဟင်းနဲ့မှအစိတ်ခက်ပြီးတော့သူ့ရဲ့ဘဝကိုအဆုံးသတ်ပေးမလို့ထူးဆန်းတာကတော့တရင်နိုးလာတဲ့ခါမှာသူ့သမီးရဲ့ခန္ဓာကိုယ်ကပုံမှန်လူလိုပြန်ဖြစ်သွားခဲ့တာပါသူ့ရဲ့အမေကတော်တော်လေးကိုအံ့အားသင့်ခဲ့သလိုဒါပေမဲ့ကောင်မလေးကျန်းမာလာတာနဲ့ရော်လူကြီးကသူ့ကိုအနိုင်ကျင့်မှုကျင်းမာတော့တယ်လူတိုင်းချင်းလေးစားကြတဲ့ရော်လူကြီးဖြစ်တာကြောင့်ပဲကောင်မလေးဟာ သူ့ကိုလူကောင်းလို့ထင်ခဲ့ပြီးဒါပေမဲ့အဲ့ဒီအဖိုးကြီးကပူပူဆိုးလာပြီးတော့ကောင်မလေးရဲ့ခြေတော်ကိုတွားပြီးတော့ခြိုက်ပါတယ်။ကောင်မလေးကကျင်းစာတင်နာတာကြောင့်ငငယ်လေးတွေကဒုက္ခိတဖြစ်နေတာဖြစ်ပြီးအဲ့ဒါကြောင့်မလို့ပဲရွာသူရွာသားတွေကသူ့ကိုခဏခဏတွားပြီးတော့လောင်ပါတယ်။သူကရောက်နေတဲ့သမီးလေးကိုကျွတ်လို့တော့အောင်သူ့ရဲ့အမေဟာအင်းကြီးချင်းမှလာပြီးတော့ဆေးတစ်ခုတွားပြီးတော့ယူပါတယ်။နင်းကိုဒီအစိတ်ပေးလိုက်မယ်။တောက်လိုက်လို့မသိရင်လဲတိတ်မလို့တော့ပါဘူး။သူ့သားမသိဘူးဆိုရင်ထူးခြားတာတခုခုရှိရင်ရှိမှာပေါ့တဲ့။ မတင်ရင်ဘာဖြစ်သွားမှာလဲဆိုတော့အင်းကြီးချင်းကလည်းတေချာတော့မသိပါဘူးအဲဒီစီကိုသူဟာမော်စရာတယောက်စီကရားခဲ့တာဖြစ်ပြီးနောက်ဆုံးရားလက်ကတော့လူနဲ့ပဲဆိုင်တယ်လို့ပြောလိုက်ပါတယ်အမေရောက်တာနဲ့အမေဖြစ်တဲ့သူကထမင်းဟင်းနဲ့မှအစိတ်ခက်ပြီးတော့ငိုယိုရင်းနဲ့ပဲသူ့ရဲ့သမီးကိုနောက်ဆုံးထမင်းတနဲ့ကျွေးလိုက်ပါတယ်ညရောက်တဲ့အခါမှာတော့ဆေးအစွမ်းပြပြီးတော့သူ့သမီးဟာနာကျင်စွာနဲ့အိယာပေါ်မှာလှုပ်နေသလိုအမေလို့ခေါ်နေတာလေဘေးမှာအိတ်ချင်အောင်ဆောင်နေတဲ့အမေကသူ့ကိုအဖက်မလုပ်ခဲ့ပါဘူး တပတ်ကိုလည်ပြီးတော့မင်းကြီးတွေကြာနေခဲ့တာဖြစ်ပြီးနောက်လိနိုးလာတဲ့ခါမှာတော့ဘေးမှာသွေးတွေပဲကျန်နေခဲ့ပြီးတော့သူ့ရဲ့သမီးလေးဟာပျောက်ကွယ်သွားခဲ့ပါတယ်။အမေဖြစ်တဲ့သူထားကြည့်လိုက်တဲ့ခါမှာတော့သူ့ရဲ့သမီးကပြည်ထောင်ပေါ်မှာရန်နေတာတွေ့ရပြီးဒါကတော့စီးရထူကြတဲ့အစွမ်းလားတော့မသိပါဘူး။ဆက်ရှိနေလုံလုံအိမ်ထဲမှာအောင်းနေခဲ့တဲ့ကောင်မလေးဟာရွာသားတွေရဲ့ရှိကိုရောက်လာခဲ့ပြီးသူမထွက်လာတာနဲ့အားလုံးကသူ့ရဲ့လှပမှုအောက်မှာအယောင်မှိန်လို့သွားပါတော့တယ်။ဒီနေ့မှာတော့ကောင်မလေးကိုရွာလူကြီးရဲ့မိတွေကလှောင်နေပါတယ်။သူတွေကကောင်မလေးရဲ့မိဘကိုပါစုကားလာတော့ ကောင်မလေးကဒေါသထွက်သွားပြီးတော့သူလှစ်လာတဲ့အခါမှာမျက်လုံးကအပြန်အလှန်ပြောင်းလဲသွားခဲ့ပြီးသူ့ကိုလောင်တဲ့ကောင်လေးရဲ့ပါဇက်သေးကနေတွေးတီထွက်လာခဲ့ပါတယ်။ကောင်မလေးရဲ့ဒေါသအောင်မှာအဲ့ဒီကောင်လေးဟာမူးလျဲသွားခဲ့တာဖြစ်ပြီးအဲ့တော့ကလေးမီဟာကောင်မလေးကိုပြဿနာလာပြီးတော့ရှာပါတယ်။သူကအိမ်ပေါ်မလို့ပြင်ပြောခွင့်မရှိဘဲနဲ့အပြောခံနေရတယ်လို့ကံကောင်းတာတကူကတော့ရွာလူကြီးဟာကောင်မလေးတဲ့စကားထပြောလိုက်ပါတယ်။သူရဲ့ချင်းမဒေါသထွက်နေတာကိုကြည့်ပြီးတော့မှသူဟာပါးကိုရက်လိုက်ပါတယ်။ဒါပေမဲ့ရွာလူကြီးကလူကြီးလူကောင်းတော့မဟုတ်ပါဘူး။ ကောင်မလေးကိုအခန်းထဲခေါ်သွားပြီးတော့ကောင်မလေးကိုကြည့်ပြီးတော့နှာဘူးထလို့နေပါတယ်။ကောင်မလေးကချောချောလေးဆိုတော့သူဟာဂရင်မော်ကိုထိုင်ခန်းလိုက်ပါတယ်။သူ့ရဲ့ပေါင်ကိုကြည့်မယ်ဆိုပြီးတော့ကောင်မလေးကလက်မခံသေးမနဲ့ကောင်မလေးရဲ့ထမင်ကိုတွားပြီးတော့လှမ်းပါတယ်။ကောင်မလေးကညင်မိမဲ့သူဟာကောင်မလေးကိုဂရင်မော်ကိုတွန်းချလိုက်ပြီးကောင်မလေးကနောက်ဆုံးမှာတော့ထပြေးနိုင်ခဲ့ပါတယ်။တကားပေါ်မှာသူ့ရဲ့အမိနဲ့တွေ့ပြီးတော့သူ့ရဲ့အမိလေးသူ့သမီးကိုကြည့်ပြီးတော့ရွာလူကြီးကိုအယံစိတ်ဆိုးသွားခဲ့တာပါ။သူကရွာလူကြီးကိုတွားပြီးတော့ပြောနေတဲ့အချိန်မှာလှုပ်ဝဲချက်တစ်ခုပေါ်လာခဲ့ပါတယ်။ ရလူကြီးကသူ့ရဲ့အမိကိုခဏခဏအနိုင်ကျင့်နေတာဖြစ်ပြီးကောင်မလေးတော်မှသူ့ရဲ့သမီးအရင်ဖြစ်နေတာပါသူကအမှန်တရားကိုသိနေပေမဲ့ကိုယ့်ရဲ့သမီးအရင်ကိုတော့လက်လွတ်မခံခဲ့ပေနဲ့ကောင်မလေးကလည်းအကြည့်စူးချစွာနဲ့ရလူကြီးကိုလက်စားချေဖို့လုံနေပါတော့တယ်ရလူကြီးရဲ့သားကသွားပြီးတော့တားပါတယ်သူ့ရဲ့ကောင်မလေးကိုရိုက်တော့မဲ့အချိန်မှာကောင်မလေးဟာသူ့ပဲလှည့်ပြီးတော့စိုက်ကြည့်နေလိုက်ပါတယ်ရလူကြီးရဲ့သားကလည်းအယုတ်လိုမျိုးရက်နေပြီးတော့မှလှုပ်လို့မရတော့ဘူးဖြစ်နေပြီးကောင်မလေးဟာသူ့ရဲ့အစွန်းနဲ့ရလူကြီးသားရဲ့လက်တစ်ဖက်ကိုချိုးလိုက်ပါတော့တယ် ကောင်မလေးရဲ့အစွမ်းကြောင့်အားလုံးကထပ်ပြီးသွားကြပြီးပြီးရင်သူတို့ပေါင်းပြီးတော့ကောင်မလေးကိုအခန်းတစ်ခုမှာပိတ်ထားလိုက်ပါတယ်။သူ့ရဲ့မောင်လေးပဲသူ့ကိုစိတ်ပူလို့တိတ်တိတ်လေးနဲ့ရေကိုလာဖို့တာဖြစ်ပြီးအခဏတော့မှပဲဖြစ်ပျက်ခဲ့တာတွေကိုသူ့ရဲ့မောင်လေးကမတွေ့ခဲ့တာဖြစ်ပါတယ်။ပဝင်းကြီးရဲ့စကားကိုနားထောင်ပြီးတော့အပြစ်အားလုံးကိုသူ့ရဲ့အမဘာမှာပုံချလိုက်ပြီးဒါကြောင့်မဲ့သူဟာရေထဲမှာအစိတ်ခက်ပြီးတော့လာဖို့တာဖြစ်ပါတယ်။အဲလိုနေပဲကောင်မလေးဟာနောက်တစ်ခါအစိတ်မိသွားခဲ့ပြီးသူ့ရဲ့မောင်လေးကလည်းပဝင်းကြီးကသူ့ကိုအတုံးချတာသူမသိပါဘူး။ တိခင်မှာကောင်မလေးကအိမ်နာမှာရှိတဲ့လူတွေအားလုံးကိုကျင်းစာတိုက်လိုက်ပါတယ်။ကျမရှင်တို့အားလုံးကိုကျင်းတယ်။ငါတို့ဒုက္ခိတာဖြစ်ပြီးတော့တက်တက်လုံးမကျွတ်မလို့ဖြစ်ပါစေ။နင်တို့ရဲ့သားသမီးမြင်းမြစ်တွေအားလုံးရောအပါဝင်မယ်။မျိုးဆက်တဆက်ပြီးတဆက်ဆင်းရဲဒုက္ခကြီးနဲ့အသက်ရှင်ရပါစေတဲ့။ဒါပေမဲ့ကောင်မလေးကိုမြုပ်တဲ့အခါမှာတော့သူ့ရဲ့အလောင်းကထပြီးတော့អော်နေပါတယ်။အားလုံးထင်မှတ်ထားတာကတော့အဲ့ဒီကောင်မလေးကမတည်ပါဘူး။အဲ့တော့ရွာလူကြီးဟာသူ့ကိုတီအောင်ရိုက်ဖို့အတွက်အမိန်ချလိုက်ပြီးကောင်မလေးကလည်းသူ့ရဲ့အစွမ်းနဲ့ဆက်ညင်ပြီးတော့လူတွေလိုက်ပြီးတော့တတ်ပါတယ်။ နောက်ဆုံးမှာတော့ကော်မလီဟာလူအများရဲ့အကူမခံနိုင်မင်းနဲ့အယိုက်ခံရပြီးတော့တေဆုံးသွားခဲ့ပါတယ်။ကော်မလီတေဆုံးပြီးတော့သုံးရက်ကြာမှာတော့သူ့ရဲ့ဂျင်နာကစတင်ပြီးတော့အကောင့်ထဲပေါ်လာခဲ့ပါတယ်။သူတို့မျိုးနွယ်တွေကလူတွေခြေလက်တွေကောက်ဝေးသွားပြီးတော့သွေးတွေထွက်လာကြသလိုနောက်ဆုံးမှာတော့ဇင်းရဲဒုက္ခကြီးစွာနဲ့တေဆုံးသွားကြပါပါ။လွတ်သွားတဲ့လူတွေစုကပုံသားတွေကိုခေါ်ပြီးတော့ကော်မလီရဲ့ဝိညာဉ်ကိုလာပြီးတော့ထင်းချုပ်ခိုင်းပါတယ်။အဲဒီကနေစပြီးတော့ကာလာတစ်ခုအတွင်းမှာမြို့နယ်တွေကလူတွေအစဉ်ပြေခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်လမှာတော့ အဲ့ဒီကောင်မလေးရဲ့အဖွားကဂျီလက်တွေခွေးပြီးတော့အရင်ကအဖိုးဘာတွေလိုမျိုးတည်ဆုံးသွားခဲ့ပြီးကောင်မလေးကအဲ့ဒီကောင်လေးကိုလာရှာတဲ့အကြောင်းရင်းကတော့ဟိုနေတုန်းကအလုလာလုပ်ခဲ့တဲ့ပုံနာတွေဟာကောင်လေးရဲ့အဖိုးဘေးတွေပဲဖြစ်ပါတယ်။အဲ့ဒီလိုကိုကျတော့ပုံနာရဲ့မျိုးဆက်ပဲလုံနိုင်မှာဖြစ်ပြီးအဲ့ဒီကောင်လေးကအကျွေးအများကြီးတင်ထားပြီးတော့မှသူ့အမရဲ့ကလေးနှစ်ယောက်ကိုပါကျူးမေးရမှာဖြစ်ပါတယ်။ကောင်မလေးပြီးတဲ့အလုကိုလက်ခံလိုက်တာနဲ့ပက်ဆက်အများကြီးရမှာကိုတွေးပြီးတော့သူဟာလက်ခံလိုက်ပါတယ်။ ပုံနာကြောင့်ကိုတည်ခြင်းကောင်းလေးရဲ့အဖိုးအိမ်ကိုအရင်သွားရမှာဖြစ်ပြီးသူငယ်ငယ်တုန်းကအရန်ကိုစိုးခဲ့ကြပါနှစ်လလောက်မတွေ့လဲရတဲ့အချိန်မှာအဖိုးကအသေးဆုံးသွားတာတော့သူကမတည်ခဲ့ရပါဘူးဒါပေမဲ့ငယ်ငယ်တုန်းကအမတ်တရားတွေမျက်လုံးထဲမှာပေါ်လာခဲ့ပြီးတစ်ချိန်လုံးကကောင်းလေးဟာအဖိုးရဲ့အနားမှာပုံနာကာတာတွေကိုတင်ယူခဲ့ပါတယ်အဖိုးကစီကံကြည့်လို့နဲ့အတွက်ကောင်းလေးကနောက်ဆုံးရောက်အောင်မကြိုးစားနိုင်ခဲ့တာဖြစ်ပါတယ်အခုချိန်မှာတော့သူဟာကြောင်မာရှိတဲ့တစ်တာတစ်ခုကိုသတိထားမိသွားခဲ့ပြီးတော့တမ်းမှာတာဝန်ကြီးကြီးရှိတယ်ဒါကငါတို့မျိုးနွယ်ရဲ့လူဝဲချက်ပဲတဲ့ ကောင်းလေးတစ်တောက်ကိုဖွင့်ကြည့်တဲ့အခါမှာတော့အထင်မှာပုံနာကာတာတွေကိုမှတ်သားထားပါတယ်။ဒါပေမဲ့အချိန်အရန်ကြာပြီဖြစ်တာကြောင့်မဲစာအုပ်ကပြည့်စည်နေပြီဖြစ်ပြီးဒုတိယတုံးမှာတော့အရေးကြီးတဲ့ကာတာအချက်လက်တွေကိုမှတ်သားလို့ထားပါတယ်။အဲ့ဒီကာတာရဲ့လမ်းညွှန်ချက်အရဆိုရင်တော့အလောင်းရဲ့၆နေရာကိုလီးပြီးတော့မှနေရာ၆နေရာမှာခွဲပြီးတော့မြှုပ်ထားရမှာဖြစ်ပါတယ်။တနေရာရဲ့အလုပ်ပြီးသွားတဲ့အခါမှာတော့နောက်တနေရာရဲ့အချက်လက်ကိုရလာမှာဖြစ်ပြီးဂိမ်းဆော့တယ်လို့ပါပဲ။ပြီးလို့ရှိရင်တော့ကောင်းလေးဟာမျက်လုံးလေးလုံးနဲ့နေရွက်လေးခုရှိတဲ့တန်တုံးတစ်တုံးကိုရှာလိုက်ပါတယ်။ ဇာဘောကအချက်လက်တွေရအကောင်လေးဟာဘုန်းကြီးကျောင်းတချောင်းကိုတွားရောက်ခဲ့ပြီးကောင်လေးကအိတ်ကတ်တွေကတန်လုံးကိုထုတ်လိုက်တဲ့အခါမှာတော့မွေးတကောင်ဟာသူ့ရဲ့ခြေတော်ကိုဖျက်သွားပါတယ်။ဒါပေမဲ့သူများကအဲ့ဒီမွေးကိုတော့မမြင်ရပါဘူး။ပြီးလို့ရှိရင်မော်ဆန်းကသူ့ကိုတော်ရဲကိုခေါ်သွားခဲ့ပါတယ်။သူ့ရဲ့ရှေ့မှာတော့ဆင်လာလာလေးတခုပေါ်လာခဲ့ပြီးအဲ့ဒီမှာသူ့ရဲ့လက်ထေကတန်လုံးကပူတော့ပြုတ်ကျသွားခဲ့ပါတယ်။သူကတက်ဘလက်ကိုထုတ်ပြီးတော့မှရိုက်ထားတဲ့ခါးသားတွေကိုရှုပ်နေပြီးအဲ့ဒီစင်ကနေခေါင်းတစ်ခုပေါ်လာခဲ့ပြီးတော့သူ့ရဲ့ရှေ့မှာမင်းနဲ့ဝန်းရံထားတဲ့ဘုန်းကြီးတစ်ပါးရောက်လာခဲ့ပါတော့တယ်။ ။ဇာတ်ထဲမှာရေးထားတဲ့အတိုင်းမှာပဲကောင်းကြီးဟာဘုန်းကြီးစီကိုတန်လုံးကိုပေးလိုက်ပြီးဘုန်းကြီးကလည်းရှာကိုထုတ်ပြီးတော့သူ့ရဲ့လက်ထဲကတန်လုံးကိုယူသွားခဲ့ပါလေ။ကောင်းကြီးကလက်တီဘွားကိုပြန်ရောက်လာခဲ့ပြီးတော့သူ့ရဲ့ခြေတော်အောက်မှာတန်မိုးတစ်ခုပေါ်လာခဲ့ပြီးတော့တန်မိုးကိုယူကာအနှုတ်ကိုလှည့်လိုက်တော့ဘုန်းကြီးကပြန်ပေါ်လာခဲ့ပါလေ။ကောင်းကြီးကပထမအဆင့်မှာရှာခဲ့တဲ့အချက်လက်တွေကိုကောင်းမလေးစီကိုပေးလိုက်ပြီးအဲ့ဒီတန်မိုးပေါ်မှာသူတို့အမျိုးနွယ်ရဲ့ဒစိမ့်ရှိနေတာပါ။အထက်မှာကတော့သပင်မဲရှိတာဖြစ်ပြီးအဲ့ဒီသပင်က190စင်တီမီတာလောက်ရှိပါတယ်။ တနေ့သာအလုပ်ပြီးသွားလို့ကောင်းလေးအိမ်ကိုပြန်တဲ့အချိန်မှာသူ့ရဲ့ကားပေါ်မှာထူးဆန်းတဲ့အရာတစ်ခု ပေါ်လာခဲ့ပါတော့တယ်။